အားလုံးမင်္ဂလာပါအဝင်း channel မှာကြိုဆိုပါတယ်ကျွန်တော်တို့ပြောပြမယ့်အကြောင်းအရာကတော့တင်ပွားကိုထူးထူးခြားခြားပြောင်းလဲပေးနိုင်တဲ့စာဖတ်နည်းရှင်းနည်းဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်မှန်ကန်တဲ့စာဖတ်နည်းနဲ့တင်ပွားကိုဘယ်လိုပြောင်းမလဲစာဖတ်တာတင်ပွားကိုတကယ်တမ်းပြောင်းလဲနိုင်ပါတယ်တင့်ရဲ့အတွေးခေါ်အလေးချင်းတွေနဲ့လောကအမြင်ကိုပါပြန်လဲပုံဖော်ပေးနိုင်စွမ်းရှိပါတယ်ဒါပေမဲ့စာအများကြီးဖတ်ရုံနဲ့တော့မလုံလောက်ပါဘူးမှန်ကန်တဲ့စာဖတ်နည်းကသာ အဓိကတော့ချက်ဖြစ်ပါတယ်။နံပါတ်၁ဘာလို့စာဖတ်တာလဲဆိုတဲ့ရည်ရွယ်ချက်ကို အရင်ဆုံးသတ်မှတ်ပါ။စာအုပ်တို့မဖွင့်ခင်တင့်ကိုတင်အရင်မေးကြည့်ပါ။ငါဘာတွေရကြင်တာလဲ။အသိပညာလား၊ကျွမ်းကျင်မှုလား၊စိတ်တက်ခွန်အားလား၊စိတ်ပိုင်းဆိုင်ရာကုစားမှုလားစသည်ဖြစ်ပေါ့။တိုးတက်ဖို့အတွက်လား၊ဖြော်ပြရေးအတွက်လား၊ဒါမှမဟုတ် စိတ်ခံစားမှုကိုတက်တာကျင်တာလား။ မှန်ကန်တဲ့စာဖတ်နည်းဆိုတာရည်ရွယ်ချက်ရှိရှိစတင်တာပါပဲဥပမာ ကိုယ့်အကိုစီကန်းရှိအောင်လေ့ကျင့်နေဆိုရင် Marcus Aurelius ရဲ့ meditation ကိုဖတ်တာနဲ့ပေါ့ပေါ့ပါပါဝတ္ထုဖတ်တာမတူဘူးဆိုတာသတိရပါရည်ရွယ်ချက်ရှိရင်ဘာဖတ်ရမလဲဆိုတာ ရှင်းရှင်းလင်းလင်းမြင်လာပါလိမ့်မယ်နံပါတ်1တင့်ဘဝကိုထိခိုက်မှုကြီးကြီးဖြစ်စေမယ့်စာအုပ်တွေကိုရွေးပါ ဒီတိုင်းစာအုပ်တွေအများကြီးမဖတ်ပဲကိုနဲ့တကယ်ကန့်ရည်ပြီးအကျိုးပြုမဲ့စာအုပ်တွေကိုရွေးချယ်ဖို့အရေးကြီးပါတယ်အချိန်ကြာရှည်တန်ဖိုးရှိတဲ့စာအုပ်တွေကိုဖတ်ပါဥပမာကဏ္ဍဝင်စာပေတွေအတွေ့အခေါ်စာပေတွေဘာသာရေးစာပေတွေလက်တွေ့ကြကြအသုံးချလို့ရတဲ့အသိပညာတွေပေးနိုင်တဲ့စာအုပ်တွေကိုဖတ်ပါဥပမာငွေကြေးစီမံခန့်ခွဲမှု စိတ်ခံစားမှုဆိုင်ရာဉာဏ်ရည်ကုံထုတ်စွာနှင်းတင်ပေးတဲ့စာအုပ်တွေကိုဖတ်ပါ တကယ်တမ်းအတွေ့အကြုံရှိတဲ့ဓမ္မမဟုတ်သူတေသနာခိုင်မာတဲ့စာရေးဆရာတွေရေးထားတဲ့စာတွေကိုဦးစားပေးရွေးချယ်ပါဦးစားပေးဖတ်တဲ့စာအုပ်အမျိုးအစားတွေကတော့နံပါတ်၁စိတ်တတ်တဲ့စိတ်ပညာစိတ်တတ်မြင့်တင်ရေးစာအုပ်တွေကိုဖတ်တင်ပါတယ်နံပါတ်၂ကုံထုတ်စွန်အားအချိန်စီမံခံကွဲမှု အလေးကျင့်ကောင်းများစာအုပ်ကိုရွေးဖတ်တင်ပါတယ်နံပါတ်၃ငွေကြေးကိုပိုင်ငွေကြေးစီမံခံကွဲမှုရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့စာအုပ်တွေကို ရွေးဖတ်သင့်ပါတယ်။နံပါတ်၄ဆက်တွယ်ပြောဆိုရေးလွှမ်းမိုးမှုညှိနှိုင်းမှုနံပါတ်၅စိတ်ပိုင်းဆိုင်ရာစာအုပ်ဉာဏ်ပညာပေးစာအုပ်တွေတရားထိုင်ခြင်းစင်ရှင်သုံးသပ်ခြင်းတို့ဦးစားပေးရွေးဖတ်ပါ။နံပါတ်၃တက်ကြွစွာဖတ်ပါရိုးရိုးဖတ်တာထက်စာနဲ့အတူပါဝင်ပတ်သက်ပါ လူအများစုမှတ်တတ်တဲ့အဆင့်ကဒီမှာပါပဲ ပေါ့ပေါ့ပါပါဖတ်တာကမှတ်ညံမှာသိပ်မကြမ်းပါဘူး။ဒါကြောင့်ဒီလိုလှုပ်ဆောင်ပါ။၃မိမောင်းထိုးပြီးမှတ်စုထုတ်ပါ။အင်မတန်အစွမ်းထက်တဲ့ဝါကြတွေကိုလိုင်းတားပါ။စာအုပ်ဘေးနာစာအနာတတ်မှာကို့မှတ်စုတွေကိုရေးပါ။ထူးခြားတဲ့အတွေ့အမြင်တွေအတွက် sticky note လေးတွေကပ်ပါ။၃၂ကိုယ်တိုင်မေးခွန်းထုတ်ပါ။ဒီအချက်ကငါ့အတွက်ဘလို့အကျိုးသက်ရောက်နိုင်တယ်လဲ။ဒီအကြံဉာဏ်ကငါသုံးရင်ဘာရီဖြစ်လာမလဲ။၃၃အခန်းတိုင်းကိုအချင်းချုပ်ပါ။ အခန်းတစ်ခန်းဓမ္မမဟုတ် အပိုင်းတစ်ခုဖတ်ပြီးတိုင်းလုပ်ပါအဓိကအချက်၃၄ချက်ကိုကိုယ်စကားနဲ့ပြန်ရေးပါဖတ်ထားတာတွေကိုတခြားသူတယောက်ကို ပြန်ရှင်းပြကြည့်ပါဒါမှမဟုတ်ကိုယ့်ဘာသာကိုအတန်သွင်းပြီးအကျဉ်းချုပ်ကြည့်ပါဒါကပို့ပြီးနဲ့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 မှတ်မိစီပါတယ်နံပါတ်၄အသိပညာစုစည်းမှု စနစ်တစ်ခုဖန်တီးပါမှန်ညာကိုပဲအားကိုးမနေပါနဲ့ ကိုပိုင်အသိပညာဗန်တိုင်းတစ်ခုတိဆောက်ပါမှတ်စုစာအုပ်ဒါမှမဟုတ် digital app ဥပမာ notion evernote obsidian တွေကိုအသုံးပြုပါမှတ်စုတွေကိုအမျိုးအစားလိုက်ဒါမှမဟုတ်ဘဝနယ်ပယ်အလိုက်စနစ်တကျစီစဉ်ပါမကြခင်လက်တွေ့အသုံးချခြင်းနဲ့အကြံဉာဏ်တွေကိုမှတ်သားထားပါနံပါတ်5ဖတ်ထားတာတွေကိုလက်တွေ့အသုံးချပါအတွေ့အမြင်တွေကိုလုံရအဖြစ်ပြောင်းလဲပါ ဘဝပြောင်းလဲမှုတွေတကယ်ဖြစ်လာမယ့်အဆင့်ကဒီမှာပါပဲဖတ်မယ်ဆင်ခြင်မယ်လှုပ်ဆောင်မယ်နီလန်းကိုသုံးပါ read reflect act ဖတ်ပါ read စာအုပ်ထဲကယူဆတစ်ခုကိုဖတ်ပါ ဥပမာ atomic habit ကနေအလေးအကျင့်တွေစနစ်တကျစုဆောင်းပါဆင်ခြင် reflect ဒီယူဆကကိုယ့်ဘဝရဲ့ဘယ်နေရာမှာအသုံးဝင်မလဲဆိုတာကိုပြန်စဉ်းစားပါလှုပ်ဆောင် act အဲ့ဒီနေ့ဒါမှမဟုတ် အဲ့ဒီအပတ်ထဲမှာပဲဖတ်ထားတာတွေကိုလက်တွေစတင်လှုပ်ဆောင်ပါအသိပညာကိုလက်တွေအသုံးမချရင်ဉာဏ်ရည်ပိုင်းဆိုင်ရာဖျော်ပြေရေးတက်တက်ဖြစ်သွားမှာပဲနံပါတ်6မဟာပြူဟာမြောက်ပြန်လည်ဖတ်ရှုပါတင်မောအောင်ပြောင်းလဲစီခဲ့တဲ့စာအုပ်တွေကို ပြန်ဖတ်ပါ ပြန်ဖတ်တဲ့အခါတင့်ရဲ့အမြင်တွေပြောင်းလဲလာတာနဲ့အမျှအမှတ်စုအစ်စ်တွေထပ်ထုတ်ပါ ဖတ်တိုင်းဖတ်တိုင်းမှတ်စုပြန်ထုတ်ပါ တလားတစ်ခါလောက်ပြန်လည်သုံးတတ်တဲ့နေ့တည့်ရက်တတ်မှတ်ပြီးကိုယ်ပန်းစုတွေကိုပြန်ဖတ်ပါနံပါတ်9ဆက်ဖတ်ခြင်းနဲ့စင်ញင်ခြင်းကိုပေါင်းဆက်ပါဆက်ဖတ်ပြီးတဲ့အခါမှတ်စု ရေးတဲ့စာအုပ်ထဲမှာဒီလိုမိကုံးတွေနဲ့တွေးပြီးရေးပါဒီနေ့ဘာတွေတင်ယူခဲ့ရသလဲဒီနေ့သင်ခန်းစာကိုမနေ့ပြင်ဘလို့လက်တွေ့အသုံးချနိုင်မလဲဒီအကြံဉာဏ်တွေကိုငါ့ရဲ့ဘယ်အစိပ်ပိုင်းကလက်မခံခြင်းမူဖြစ်နေတာလဲ စာဖတ်ခြင်းကိုမှတ်စုရေးခြင်းနဲ့ပေါင်းစပ်လိုက်တဲ့အခါအတွင်းစိတ်ပြောင်းလဲမှုဖြစ်လာပါတယ်။နံပါတ်၈ဖတ်ထားတာတွေကိုလက်တွေ့ဘဝမှာနေထိုင်ပါ။တစ်နှစ်ကိုစာအုပ်90အုပ်ပြီးအောင်ဖတ်ဖို့ရည်ရွယ်တာထက်စာအုပ်တအုပ်ကိုနည်း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 နားလည်ပြီးလက်တွေ့ကြကြနေထိုင်မှုရည်ရွယ်ပါ။ဥပမာ The 7 Habits of Highly Effective People ဆိုတဲ့စာအုပ်ကိုနည်း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 နားလည်ပြီး သူ့ထဲကသင်္ကန်းစာတွေကိုတကယ်လက်တွေ့ကျင့်သုံးရင်ပေါ့ပေါ့ပါပါဆောက်20အုပ်ဖတ်တာထက်တင့်ရဲ့ဆက်ဆံရေးတွေအလုံးနဲ့အာယုံဆိုင်မှုတွေပိုပြီးပြောင်းလဲသွားပါလိမ့်မယ်။အကြံပြုချက်များနံပါတ်1စာဖတ်ခြင်းကိုအလေးချင်တစ်ခုလုပ်ပါ။တနေ့ကိုမိနစ်30လောက်မနေ့အိယာကထတာနဲ့ဖတ်ပါ။ဒါမှမဟုတ်ညအိယာမဝင်ခင်ဖတ်ပါ။တခြားအလေးချင်တွေနဲ့တွဲဖက်လုပ်ပါ။ဥပမာ ကော်ဖီတောက်ပြီးတာနဲ့ဒါမှမဟုတ် မှတ်စုမရေးခင်မှာဖတ်တာမျိုးပေါ့နံပါတ်1မတူညီတဲ့စာဖတ်နည်းတွေကိုသုံးပါတကယ်စာအုပ်အစ်စ်တွေကိုနည်းနည်းစွာဖတ်ဖို့အတန်စာအုပ်တွေကိုခီးသွွားရင်ဒါမှမဟုတ်လေ့ကျင့်ခန်းလုပ်ရင်းနဲ့ပေါ့ပေါ့ပါပါနားထောင်ဖို့ e-book တွေကိုတော့ဘယ်နေရာမှဆိုတည်ရလွယ်ကူပြီးမှတ်သားရလွယ်ကူဖို့ဖတ်ပါအနှစ်ချုပ်မှန်ကန်တဲ့စာဖတ်နည်းဟာ သင်ဘဝကိုပြောင်းလဲပေးနိုင်ပါတယ်သင်ဟာရွေကျဲရှိရှိဖတ်မယ်ဆိုရင် ဘဝပြောင်းလဲစေမယ့်စာအုပ်တွေကိုရွေးဖတ်မယ်ဆိုရင်တက်ကြွစွာဖတ်တဲ့အလေးချိန်ကိုလုပ်မယ်ဆိုရင်စနစ်တကျမှတ်စုထုတ်မယ်ဆိုရင် သင်ယူခဲ့တာတွေကိုလက်တွေ့အသုံးချမယ်ဆိုရင် သင်ခန်းစာတွေကိုလက်တွေ့ဘဝမှာနေထိုင်မယ်ဆိုရင်သင်ဘဝဟာစာအုပ်တွေကြောင့်ထူးထူးခြားခြားတိတိသာသာပြောင်းလဲသွားနိုင်ပါတယ်အဆအဆုံးကြည့်ရှုအားပေးအတွက်ကျေးဇူးတင်ပါတယ်နောက်နောက်လွယ်လွယ်ကူကြည့်ရှုနိုင်ဖို့ subscribe ကိုတစ်ချိန်နှိပ်ပေးထားပါလို့မြတ်တာရက်ခံပါတယ် လိုက်နဲ့ share ကိုလည်းနှိပ်ပေးစီရင်ပါတယ်လူသားအားလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် Have a nice day